တစ္စပောက်တွေနဲ့送ခဲ့ရပေမဲ့လေအာဆင်နေကတော့သူတို့ဗာလေးဆိုတာပြသနိုင်ခဲ့တယ်။အာဆင်နေအခုလက်ရှိအနေထားကတည်ကြသွားတာကိုတော့ကြေကွေးရတဲ့အနေထားမျိုးဖြစ်သွားပါပြီ။အရင်ကအာဆင်နေနဲ့အခုအာဆင်နေဘယ်လောက်ထိကွာခြားသွားပြီလဲဆိုတာဒီတစ်ချက်ထင်းနေတယ်သိပါတယ်။ဒါပေမဲ့ဒီနေ့ပွဲမှာအာဆင်နေကအခုလိုတည်ကြလို့မကလို့ရှုံးခဲ့မယ်ဆိုရင်တော့အဆင့်တက်ကနေမစင်းရပါဘူး။နောက်ပြီးဒီနေ့ပွဲမှာစီးရီးယားလီဗာပူးကိုနိုင်ရင်တော့မှလေးမှတ်ကွာနေဦးမှာပါ။ဒါကြောင့်အာဆင်နယ်အသင်းအတွက်ကိုအာဆင်နယ်ပရိသတ်တွေအတွက်ကိုဒီတည်ရရလကဝမ်းနေစရာတစ်စက်မှမရှိပါဘူး။ နောက်ပြီးဒီနှစ်ပွဲမှာအာဆင်နယ်ကိုသစ္စာဖောက်တွေကဒုက္ခပေးခဲ့သည့်တိုင်အောင်အာဆင်နယ်ကတော့သူတို့ဘာလဲဆိုတာကိုနောက်ဆုံးမိနစ်ထိပြသနိုင်ခဲ့ပါတယ်ပထမပိုင်းမှာပြိုင်ဘက်ကြောင့်ခြားတယ်လို့ဖြစ်ခဲ့ရပေမဲ့ဒုတိယပိုင်းမှာတော့တသိန်းလုံးပိတ်ဆော့ခဲ့တဲ့ဆန်ဒါလန်လိုအသင်းမျိုးကိုအနိုင်ကိုထိပြန်ပြီးတွင်းနိုင်ခဲ့တာပါနောက်ဆုံးမိနစ်မှာဆိုရင်လည်းယာယာဂါဘရီယယ်ရဲ့စိုးရင်စိတ်ကြီးမှုတွေကြောင့်သာဂိုးပေးခဲ့ရတာပါအဲ့ဒီဂိုးမှာယာယာသာရှေ့တက်ပြီးတော့မဖမ်းခဲ့ဘူးဆိုရင်ဒီပွဲကိုအာဆင်နယ်ကနိုင်ဝင်နိုင်ပါတယ်ဒါမဲ့လေဒါပြိုင်ဆိုင်မှုပြင်းထန်လုံခက်ခဲလုံနဲ့ကမ္ဘာအခက်ခဲဆုံးပရီးမီးယားလိမဟုတ်လား နောက်ပြီးတော့အာဆင်နယ်ပဲနိုင်နေပြင်းစရာကောင်းမနေဘူးလားဒါကြောင့်တေးကြခဲ့လို့ဂူပီခဲ့ရလို့စံချိန်ကြီးကျိုးပြက်တေးရလက်တွေရခဲ့တာဝမ်းမနေတယ်လို့အပြစ်လည်းမမြင်ပါဘူးအာဆင်နယ်ကပိုကောင်းခဲ့တာအာဆင်နယ်ကပဲနိုင်ခဲ့တဲ့နေဆိုတာတကဘာလုံးကသိတယ်ဒါကြောင့်အောက်လီအေးလေးတိုက်လို့နဲ့ဆောင်းရသည့်ကာလယူအာဆင်နယ်ဖန်တွေကတော့အလုံးအေးချမ်းစွာနဲ့ပဲဖြတ်တန်းရတော့မှာဖြစ်ပါတယ်နောက်ပြီးပူလောင်လုံးနဲ့အချင်းဒီမျိုးကနေအောက်လီအေးလေးတိုက်အောင်လှုပ်ပေးလိုက်တဲ့အတွက်လေဒီဒီပွဲကိုပြိတ္တတရာကျင်းနေနေမှာပါနောက်ပြီးဒီဒီပွဲကနီးပြားချောင်းဆိုပေမဲ့လို့ သူကိုယ်တိုင်ကလည်းအဲ့နောက်ဆုံးမိနစ်တွေမှာပြောင်းလဲမှုတွေပြုလုပ်ဖို့တက်ဖီရတော်တော်လေးများနေခဲ့တာပါ။ဒါကြောင့်ဆန်နာလန်ကိုတည်ကြသွားတာကအာဒီတိုင်းအဓိကအပြည့်ရလို့တော့မဟုတ်ပါဘူး။ဒါမှလည်းအာဆင်နယ်ကတကယ်ကောင်းလွန်ခဲ့တာကတော့ညင်းမရဖျောက်ဖျက်မရတဲ့အမှန်တရားတစ်ခုဖြစ်အများနဲ့ရှိနေတော့မှာပါ။အာဆင်နယ်တည်ကြဖို့နဲ့ရှုံးဖို့ပဲအခုဆိုရင်တော့အားလုံးကစိတ်ဝင်စားကြတော့တာပါ။ဒါကြောင့်အာဆင်နယ်နိုင်နေဆိုတာကလည်းစကားလို့ပြောရမယ့်အရာတော့မဟုတ်မနေတော့ပါဘူး။နောက်ပြီးအခုဆိုရင်ဩအာဆင်နယ်လားအာဆင်နယ်ဆိုရင်နိုင်မှာပေါ့။အာဆင်နယ်ကတော့နိုင်မယ်လေ။ အာဆင်နယ်နဲ့ဆိုရင်တော့အာဆင်နယ်ပဲနိုင်မှာပေါ့ကွာဆိုတဲ့စကားတန်တွေကိုပဲထက်ခါထက်ခါကြားနေရတာပါဒီတော့အာဆင်နယ်ဆိုတာကအနေထားတစ်ခုတိဆောက်ထားပြီးပြီဖြစ်ပါတယ်အဲ့လိုအနေထားမှာမြေးအောင်နေပြီးဘယင်လို့မင်းမှုဖို့သာကြံပါတော့လေနောက်ပြီးကုလက်ရှိမှာအများဆုံးပူလောင်နေကြတာက16သင်းဖန်တွေပါအာဆင်နယ်ကနိုင်တဲ့နာကိုတည်ကြလို့ယူကျုံမရဖြစ်ရတာပါဒါမှမဟုတ်လေရှုံးတီတိုင်ရောအဆင့်တက်ကနေမစင်းရဘူးဆိုတဲ့အတွက်အာဆင်နယ်ဖန်တွေရဲ့အနေထားတော့မတက်ပြန်ဆပြီးတော့ဆိုးဝပြီးပါလေဒါကြောင့်အာဆင်နယ်နိုင်မှာကိုကြောက်နေရတဲ့လူတစုကအခုဆိုရင်တော့ပေါ်ပေါက်လာပြီးဖြစ်ပါတယ် ဒါဝအာဆင်ရဲ့အနေထားပါပဲ။